မလေးရှားမှာဒံငွေပိုက်လိုင်းပေါက်ကွဲပြီးအကြီးစားမီးလောင်မှုဖြစ်ပွားခဲ့တာဟာတကယ့်ကိုစိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုပါမီးတောက်တွေကောင်းကင်ကိုထိုးတက်နေတာကိုမြင်ရတာနဲ့တင်ဘလောက်ထိစိုးရွားမလဲဆိုတာခံမှန်းနိုင်ပါတယ်။ဧပြီလ၁ရက်နေ့မှာစုပန်းမျိုးကဥထရာ Heights area အနီးမှာ ပြင်းထန်တဲ့မီးလောင်မှုကြီးဖြစ်ပွားခဲ့ပါတယ်။မီးတောက်တွေဟာအဆောက်အုံတွေထက်ပိုမြင့်ပြီးအနီးအဝန်းကိုပါချိမ့်ချောက်နေပါတယ်။ မီးတောက်ကြီးထိုးထွက်နေတဲ့နေရာတဝိုက်ကအဆောက်အုံတွေနဲ့အိမ်တချို့လည်းမီးလောင်ပျက်စီးခဲ့ပါတယ်။ဝိုးအိမ်တွေဆုံးရှုံးသွားတဲ့ပြည်သူတွေအတွက်တကယ်ကိုစိတ်မကောင်းစရာပါပဲ။မီးတဝိုက်မှာနေထိုင်သူတွေကိုတော့အရေးပေါ်ကယ်ဆယ်ရွှေ့ပြောင်းထားပြီးဖြစ်ပါတယ်။သူတို့တွေဘေးကင်းလုံခြုံမယ်လို့မျှော်လင့်ပါတယ်။ပိုင်လိုင်းပေါက်ထွက်ရာကဓာငွေတွေကို မီးလောင်နေတာဟာ နိုင်ရီပေါင်းတော်ကြမြင့်ခဲ့ပြီလို့လဲဆိုပါတယ်။မိကဘယ်ချိန်မှငိမ့်မလဲဆိုတာစိုးရိမ်နေရပါတယ်။ဒေတာခန်မိတက်တက်ဖွဲ့ဟာမိတက်ကားတစ်ဆက်စီအမှုတန်း၈ဆက်လောက်နဲ့အတူမိဘကိုထိန်းချုပ်ငိမ့်တက်ဖို့စ조사နေပါတယ်။သူတို့ရဲ့စ조사အထောက်မှုကိုအတိအမှတ်ပြုပါတယ်။မိလောင်မှုဖြစ်ပွားရာ area တဝိုက်လမ်းတွေကိုတော့အာနာပိုင်တွေက ယာယီပိတ်ထားပါတယ်ဒါဟာမိသက်သမားတွေအတွက်လမ်းရှင်းပေးပြီးအနေရကိုလျှော့ချဖို့အတွက်ပါဒေသခံတွေအရေးအတွက်ဘလောက်ထိကဲဆဲရွှေ့ပြောင်းထားတယ်လဲဆိုတာကိုတိတိကျကျမပြောနိုင်သေးဘူးလို့မိသက်အရာရှိတဦးက ဆိုပါတယ်လူတွေဘလောက်ဒုက္ခရောက်နေမလဲဆိုတာတွေးကြည့်ရင်စိတ်မသက်မသာဖြစ်ရပါတယ်မီးလောင်မှုကြောင့်ထိခိုက်ဒေကျေမှုသတင်းတွေတိတိကျကျမသိရသေးပါဘူး။တေဆုံးသူမရှိပါစေနဲ့လို့ဆုတောင်းနေပါရစေ။ ဧပြီတရက်မနက်အစောပိုင်းကအနီးမှာရှိတဲ့ဖျားเจ้าတခုမှာမီးလောင်တန်ရာပြက်ရှတန်ရာတွေရထားသူတွေမိခိုးမွန်သူတွေကိုကွင်းစင်းရှိဦးသူနာပြုအဖွဲ့တွေကကူညီကူတာပေးခဲ့ရပါတယ်တန်ရာရသူတွေမြ мян တက်တာလာပါစေလို့ဆုတောင်းပါတယ်နောက်ထပ်၅ဦးကိုတော့အခြေအနေပိုပြီးပြင်းထန်တာကြောင့်စာရန်စေးုံစီလွှဲပြောင်းပို့ဆောင်ထားရပါတယ်သူတို့တွေအသက်အန္တရာယ်မစိုးရိမ်ရပါစေနဲ့လို့မျှော်လင့်ပါတယ် ထထရနာစရေနံနဲ့ဒံငွေကုံလီကတော့မီးလောင်မှုဖြစ်ပွားနေရာပိုက်လိုင်းစီဒံငွေလွတ်ထားတဲ့အဆို့တွေကို အခုအခါပိတ်ထားလိုက်နိုင်ပြီလို့အတည်ပြုထားပါတယ်။ဒါဟာမီးကို ထိန်းချုပ်ဖို့အတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ခုပါ။မီးတက်တက်ပွဲကတော့မီးလောင်တဲ့ area တဝိုင်းနဲ့ခလန်းလန်းမှာနေထိုင်တဲ့ဒေသခံတွေပါနောက်ထပ်ကြီးညာချက်တွေကိုသတိထားနားဆွနေဖို့တိုက်တွန်းထားပါတယ်။အားလုံးသတိနဲ့နေထိုင်ကြဖို့လိုပါတယ်။ လိုအပ်လာရင်ရွှေ့ပြောင်းနိုင်အောင်အသင့်ပြင်ထားဖို့လည်းနှိုးဆော်ထားပါတယ်အချိန်မရွေးရွှေ့ပြောင်းဖို့အစဉ်အသင့်ဖြစ်နေသင့်ပါတယ်ဒီလိုအဖြစ်ပြက်တွေက ကျွန်တော်တို့ကိုဘာသင်ခန်းစာပေးလဲဆိုတော့အရေးပေါ်အခြေအနေတွေအတွက်အမြဲတမ်းပြင်ဆင်ထားဖို့လိုအပ်တယ်ဆိုတာပါပဲအိမ်မှာအရေးပေါ်ပစ္စည်းတွေအစဉ်အသင့်ရှိပါစေ မိသားစုနဲ့အရေးပေါ်ဆက်သွယ်ရမယ့်နီးလန်းတွေကိုတိုင်ပင်ထားပါအရေးပေါ်အခြေအနေမှာမလုပ်ရမလဲဆိုတာကိုသိထားဖို့အရေးကြီးပါတယ်။ဒီလိုအခက်အခဲတွေကြုံတွေ့နေရတဲ့ဒေသခံတွေကိုကူညီဖို့ကျွန်တော်တို့တက်နိုင်တဲ့ဘက်ကနေဝိုင်းဝန်းကူညီကြရအောင်ပါငွေကြေးပဲဖြစ်ဖြစ်အဝတ်အထည်ပဲဖြစ်ဖြစ်စားနပ်ရိက္ခာပဲဖြစ်ဖြစ်တက်နိုင်သလောက်လှူဒန်းပေးကြပါ လူမှုကွန်ရက်တွေပေါ်မှာသတင်းမှန်တွေကို မျှဝေပြီးအကူအညီလိုအပ်နေသူတွေကို အသိပေးကြပါကျွန်တော်တို့ရဲ့စီးလုံးညီညွတ်မှုကဒီလိုအချိန်မျိုးမှာအရေးကြီးဆုံးပါပဲမလေးရှားမှာဖြစ်ပွားခဲ့တဲ့ဒဏ်ငွေပိုက်လိုင်းမီးလောင်မှုဟာတကယ့်ကိုစိတ်မကောင်းစရာဖြစ်ရတဲ့ခုပါဒီလိုဖြစ်ပျက်တွေထပ်မံမဖြစ်ပွားအောင်ကာကွယ်ဖို့အတွက်ကျွန်တော်တို့အားလုံးမှာတာဝန်ရှိပါတယ် အရေးပေါ်အခြေအနေတွေအတွက်အငြင်းရန်ပြင်ဆင်ထားပြီးဒုက္ခရောက်နေသူတွေကို ကူညီဖို့အသင့်ရှိနေကြပါစို့။သတင်းမှန်တွေကို မျှဝေပြီးအသိပညာပေးခြင်းဖြင့်လည်းကူညီနိုင်ပါတယ်။လုံဆောင်ရန်တိုက်တွန်းချက်မလေးရှားမီးလောင်မှုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုစောင့်ကြည့်ပါ။ဒေသခံတွေကိုကူညီဖို့အတွက်လှူဒါန်းမှုတွေပြုလုပ်ပါ။ အရေးပေါ်အခြေအနေအတွက်မိသားစုနဲ့အတူပြင်ဆင်မှုတွေလုပ်ဆောင်ပါ။သတင်းမှန်တွေကို မျှဝေပြီး အသိပညာပေးပါ။စီးလုံးညီညွတ်စွာနဲ့ဒီအခြေအနေကိုကျော်လွှားနိုင်ဖို့ကြိုးစားကြပါစို့။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။